ကြပါစေကြောင်းကိုပိုင်ဤစုမကောင်းတောင်းပါတယ်ဒါဒီနေ့က16ရက်ဆယ်လ2025ပေါ့နော်အဲဒါပိုင်ဤသိရှိတဲ့အကြောင်းအရာလေးတွေကိုပိုင်ဤပြောပြပါမယ်ဒီဒီအားလုံးဝါကြကြတဲ့တင်ကတက်မတော်ကအာနောက်ချိုမျိုးတဲကိုရောက်သွားတယ်ဖွေရအိမ်မှာကြိုလိုက်ကြတာကြိုလိုက်ကြတဲ့ပြည်သူတွေကဒါတက်တည်ပဲတမ်းတော်ရဲ့ရှင်သာတမ်းတော်ရဲ့အတိတမ်းတော်ရဲ့အတွေ့တမ်းတော်ရဲ့ပြင်ပန်းဆံမှုတမ်းတော်ရဲ့နှလုံးသားကအဲ့ဒါလက်တွေ့အတိကြပဲ တကြဲပင်မခန့်တယ်အဲဒီမှာတောင်မဲကိုအခုတိန်တယ်တောင်မဲတိန်ယူနေတယ်တောင်မဲအပြင်မှာမှထွက်ပြီးတော့တမလောသားတွေတောက်လျှောက်တိုက်တယ်နောက်ပိုင်းမှာတောင်မဲမှာဒါပြည်သူတွေနဲ့ဒါချိတ်ဆက်မှုထားခဲ့တယ်အပြင်မှာတော့တတ်တိုးတိုက်တယ်ဟုတ်ပြီဟုတ်ပြီအဲ့လိုတိုက်ပါတယ်16လောက်ပဲကြာတယ်ကျွန်တော်တီဘောထပ်တိုက်တယ်တီဘောကနေကမှတီရောတီတမမျိုးတန်းမှာအဲ့လိုပဲနေတယ်ကျန်တဲ့အဖွဲ့ကအဖေါ်မှာတောက်လျှောက်လိုက်တိုက်တယ်တမလောကအနာမယူနော်ကျွန်တော်ဆိုလို့ကြဒါ ်အတောင်တော့ဘာကြောင့်ထောက်ခံတယ်လဲဆိုတော့အဲ့ဒါတိုင်းလေးအေဂျင့်တွေနော်ပြီးတော့အဲ့ဒီမှာလဲကျွန်တော်ပလောင်မျိုးသမီးလေးတယောက်ကဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့အာအကိုပိုင်းကိုဗာလဲဖုန်းဝင်လေးထည့်ပြီးကျင်နေတယ်ဆိုတော့ကျွန်တော်သူကပလောင်မားတဲ့ကိုပိုင်းမုံမလားတော့မသိဘူးလေအပလောင်မုံစံအကြောင်းရွှေပလောင်တိုင်းသားချစ်ဖို့ကောင်းလားပလောင်ကမုံစံမတကြောင်းမချစ်ပလောင်ကိုချစ်ဖို့ကောင်းလားအေးဒါမှတိုင်းသားလက်နက်ကန်တွေကိုကျွန်တော်တို့ကလုံးဝလက်ခံတာအကြောင်းမရှိဘူးနော်အဲ့ဒါကြောင့်ကျွန်တော်တို့ကအာပြောပေးတာဖြစ်တယ် ဇပင်ကလည်းလာလာကြနေများလို့စုပါဆိုလို့အဲအားကြောင့်ပြောပိတာဖြစ်တယ်နော်ပြောပိတာဖြစ်တော့တော်ဆုံးအဲ့ပလောင်မျိုးသမီးကလည်းပဲသူတို့ရဲ့ယောက်ျားတွေဒီပလောင်ကောင်းတွေလက်နက်ကင်နဲ့ကောင်းတွေဒီအလန်လေးတွေကနေမှမအဲဆွဲခေါ်မျိုးမှစစ်ထဲကိုတွင်းချပလိုက်တယ်တချို့ဆိုမုံဆိုးမတွေဖြစ်တယ်တချို့ဆိုတကူလက်တွေဖြစ်တယ်တချို့အမျိုးမျိုးတွေဖြစ်ကုန်ကြတယ်အမျိုးမျိုးတွေဖြစ်ကုန်ကြတယ်သူတို့တွေလည်းပလောင်တကယ်အေးချမ်းကောင်းနေချက်ပြည်သူတွေတုံးကားရောက်တာ တီတောင်လည်းသူတို့မိုးဆိုးမလေးထောင်များကုန်ကြပြီ။အိုးအင်းနေလည်းပြက်စီးကုန်ကြပြီ။နေရမှာလည်းသူတို့လက်မခံလို့ချက်လို့ကျနေဒါညှင်းဆက်ခံရတယ်ဆို။အခုအဲ့တော့တတ်မလို့ရတော့ရှင်းမိတာဘလောက်စီကျွန်တော်ဆိုတော်တော်ကျင်းနေတာဗျာစိတ်ကိုတော်တော်ချမ်းသာတာ။အဲကျွန်တော်ကသူ့မှာအဲကိုပိုင်ကြီးနဲ့လှူနေတာကိုတွေ့တယ်တဲ့ငုံမဲမဲလေးနဲ့ တို့နေတာတွေ့ရတဲ့သူချဲထိုးတယ်တဲ့မပေါက်လို့တဲ့ကိုပိုင်းရလူကျင်တာတဲ့အခုဖိုးဝေလေးထည့်ပေးကျင်တယ်ရအောင်လားမထည့်တဲ့မထည့်နဲ့မထည့်နဲ့မထည့်နဲ့အဲဟိုဖိုးဖိုးကြီးလည်းပြောတယ်အာမထည့်နဲ့မထည့်နဲ့အဲကျွန်တော်တို့ကကျွန်တော်ကကျွန်တော်ရတယ်ပြီးလေတယ်အဲကျွန်တော်တို့ကတက်မလို့ချစ်တယ်ဆိုတာဘာရယူတင်းမှမလို့ဘူးကျွန်တော်တို့ရဲ့နှလုံးသားကဘာမှကိုမလို့တာ အာကျွန်တော်တို့ကတိုင်းကြီးကိုချစ်တယ်တိုင်းကြီးထဲမှာအခုလိုဒုက္ခရောက်နေပြည်သူတွေအေးချမ်းတော့လှုပ်ဆောင်ပေးနိုင်တာမြန်မာတပ်မတော်တခုပဲရှိတယ်အဲဒါကြောင့်မြန်မာတပ်မတော်ကိုကျွန်တော်တို့ကတတ်နိုင်တဲ့ဘက်ကဝိုင်းဝန်းပြီးပံ့ပိုးကူညီပေးတာပဲရှိတယ်ဒါမျိုးဒါမျိုးကျွန်တော်တို့ကဟိုနည်းလည်းမဟုတ်ဘူး အဲအဲသူများရေထင်တယ်လို့လည်းမဟုတ်ဘူးကျွန်တော်တို့ကတက်နိုင်တဲ့ဘက်ကတက်မလို့ဘက်ကိုဝိုင်းရုပ်ကူညီပေးတာပဲရှိတယ်နော်အဲအနောက်ချက်ပေးတာလည်းမဟုတ်ဘူးတက်မလို့လည်းအနောက်ချက်မပေးဘူးအစိုးရလည်းအနောက်ချက်မပေးဘူးဘယ်သူမှအနောက်ချက်မပေးဘူးဒါမဲ့ပြည်သူတွေအတွက်အဲကောင်းရကောင်းကျိုးလေးဖြစ်အောင်တော့ကျွန်တော်လက်ရှိပြောပေးနေတာတော့ရှိတယ်နော်ဘယ်သူမှအမုန်းတရားနဲ့ပြောတာမဟုတ်ဘူးအားလုံးကိုချစ်ပေးတာပဲကျွန်တော်ကတော့အဲ့တော့ကျွန်တော်ဆက်ပြောနိုင်အောင်မယ် အဲ့ဒီမှာတောင်ပိုင်းကသိပြီးတော့တစ်ဖက်ကအာတောက်ဆောင်လိုက်တိုက်နေတယ်တစ်ဖက်ကမြို့ထဲမှာဂျန်ခဲ့တယ်မကြခင်မှာဗိမျိုးလဲဆိုတာကျွန်တော်ထပ်ပြောပြပါအောင်မယ်เนาะကျွန်တော်ဒါဒီနေ့ကအာတိတ်မပြောသေးဘူးဆိုတာကကျွန်တော်နည်းနည်းပြိထားတယ်စကားကြွန်သွားမှာဆိုလို့เนาะစကားကြွန်သွားမှာဆိုလို့နည်းနည်းပြိထားတယ်ဆက်ပြောမယ်ကျွန်တော်နန်းဆန်ကိုအဲဗစ်ထုတယ်နော်နတ်ဆန်ဟိုမင်းကြွားကိုဗစ်ထုတဲ့ချိန်မှာပလောင်ရဲ့အဲအထိုင်တတရာနဲ့ပလောင်ရဲ့အဲ့မှာအထိုင်ဆက်တွေပါပါတယ်လို့ပြောတယ် နော်ပလောင်ရဲ့အကြီးကောင်းအနေနဲ့ပါတယ်လို့ပြောတယ်အဲ့မှလည်းတော်တော်တည်ကြတယ်လို့ကျွန်တော်အနေနဲ့ကြားသိရတယ်လူကြီးဘယ်လောက်လဲတော့မှန်းလို့တော့မရသေးဘူးအမှန်တည်ကြတိတိရှိရှိတိတိကျကျတော့မသိရှိသေးဘူးဒါပေမဲ့၁၀ဘိုင်းကျော်တယ်လို့တော့ကျွန်တော်တို့ကြားတယ်နော်20 30လောက်တော့ကြားနေရတယ်တည်ကြတိတိကျတော့မသိသေးဘူးအဲ့တောင်တော်ကဒီမန်တုံတို့ကြောင်မဲတို့တီဘောတို့ဒီအဆက်တွေအဆက်တွေအကုန်လုံးမှဒီမိုင်းငေါတို့မိုင်းလုံးတို့နန်းဆန်တို့နန်းတို့တို့မုံမိတ်တို့မုတ်ခုတ်တို့တောင်းစားတစ်ချိန်ထဲမှာဖြုတ်နေတယ် တစ်ချိန်တည်းမှာဖြုတ်နေတော့မကြခင်မှာဒီမျိုးတွေအားလုံးကတမ်းတော်လက်ထဲကိုအตาရာရောက်လာနိုင်မယ်တမ်းတော်ကချပြီဆိုရင်တကယ်ပါလို့တိအောင်ချပြနိုင်မယ်နော်တမ်းတော်ရဲ့တိခံကိုဆွမ်းအားကုန်ခံသွားပြီးအစီလက်မှတ်မှာမပါတဲ့လူတွေကိုအကုန်လုံးဟိုကြိတ်ပြီးတိတ်ပြီးဟာလာအဲအဲ့အောင်တိတ်ပြီးအဲ့တော့အဲ့မှာတွေ့ပြီနော်ပြီးတော့ကျွန်တော်အဲ့ဒီဘက်ကိုတောင်းတော်ဘက်ကရှမ်းမြောက်ဘက်ကိုတအားအားကျုံမှတက်တက်ကောင်းနေတော့ရခိုင်ဘက်ကပြည်သူတွေကခေါင်းထဲမှာတရေကျဟန်နေတာ အရေးကြနေတာရှမ်းမြောက်ကပြည်သူတွေပျော်နေနေရခိုင်ရစေဘေးရှောင်းတဲ့ပြည်သူတွေဟာမြေကြီးရတဝက်ပြောမှတဝက်အပြောတဝက်မြေကြီးတဝက်နဲ့မြေကြီးဆက်လက်နဲ့အပြောတဝက်လိုပဲကျွန်တော်တုံတုံတော့မယ်အဲ့တော့ရခိုင်ပြည်ဘက်ကိုလည်းပဲတန်းတော်ကြီးကိုတစ်ချက်လောက်လှည့်စေခြင်းပါလေကိုပိုင်ရေးပြောပေးပါလှည့်စေခြင်းပါလေကိုပိုင်ပြောကျွန်တော်နေနဲ့တင်နေပြတန်းတော်ကအာသူလှုပ်တဲ့လှုပ်တိုက်တဲ့အချိန်ညလို့ရှင်မဆိုင်မတော့လှုပ်ပါလိမ့်မယ် နော်တမမအရေးချင်းမဲ့တဲ့လူတရားမှမရှိဘူးအရေးချင်းမဲ့တဲ့လူလည်းမရှိလို့ခန့်ညံ့ညံ့နေလဲစစ်ကောင်းဆောင်ဖြစ်တာမဟုတ်ဘူးနော်ခန့်ညံ့ညံ့နေစစ်ကောင်းဆောင်ဖြစ်နေလူတရားမှမရှိဘူးအဲ့တော့သူတို့ရဲ့လိုအပ်တဲ့အချိန်ကာလနဲ့လိုအပ်တဲ့လူမျိုးအရေးယူမှဖြစ်တဲ့အတွက်အဲစိတ်မပူနေပါဘောပြောချင်တာပေါ့နော်အချိန်တန်ကိုယ်လည်းရောက်လာမှာပေါ့ နော်အဲ့လိုပဲကျွန်တော်ပြတန်းစီတယ်လို့ပေါ့နော်တန်းစီထားတယ်လို့ပေါ့ပြည်သူတွေကအင်ကျန်းဆောင်နေကျင်နေတဲ့ဟာမျိုးဟိုဖြစ်လာတဲ့ခါကြလို့ကျန်တန်းတော်ကြီးကလှည့်ပတ်ပြီးတော့သူတို့မဖြစ်မရရတဲ့သူတို့အသက်သွေးချွေးတွေနော် အားလုံးစနေပြီးတော့မှပြည်သူတွေရဲ့အေးချမ်းမှုတော့ကိုသူတို့ပေးဆက်ကြပါနိုင်မယ်။အဲတော့အခုကကျွန်တော်တို့ကတောင်တော်ကဟိုချွေးနေတာပေးဆက်ရတာပဲရှိတာအသက်ပေးဆက်ရတာတနင်္ဂနွေမှမတွေ့ခဲ့တဲ့အတွက်ဝမ်းသာကောင်းယူမိပါတယ်မြန်မာတပ်မတော်ကြီးကိုနော်။အခုကျွန်တော်တို့ဒါရခိုင်မကဆိုတဲ့ကျွန်တော်ပြောပြမယ်ဆိုဒီကြောက်ပြုခေါ်သူရကြောက်ပြုဘမဆိုလဲပွဲမကလာ၁၀ရက်လောက်၁၀ရက်၂၀နီးပါးလောက်ရှိနေအခုမှဒီနေ့မှစတိုက်တာ။ခေါ်သူရဘက်ကတိုက်တဲ့အကြမ်းဖက်တွေအေး60လောက်သေးတယ်။တွေ့ရတယ်နော်။ ပြီးတော့တန်တွန်းနဲ့ကွာလို့လည်းဒီနေ့တိုက်တာတောက်လျှောက်နေတိုင်းဟိုဟိုလက်နဲ့ကြီးဒီဒီရေတက်တီအားကောနောက်ကလေချောင်းတွေကောတောက်လျှောက်တွေးနေတာကိုတွေ့ရတယ်အဲမကြခင်အောင်ဝဲတဲ့ရင်ကိုကျွန်တော်တို့ကြားလိုက်မယ်လို့ပြောချင်ပါတယ်နော်။နိုင်ရီကန်ရေခဲတဲ့အပြေတော်မှာအဲ့နာကတ်နေတဲ့ AD က A နဲ့ဒီချင်းပဒတ်တွေကိုမြန်မာပဒတ်တွေကိုကောင်းကောင်းသိနေကြတယ်လို့ သူအာရဝန်တာဆိုတည်နေကြတယ်လို့ပဲကျွန်တော်ပြောချင်တယ်နော်လွတ်လပ်စွာလာရောက်အဲသူတို့အသက်ဆုံးရှုံးနေကြတယ်လို့လွတ်လွတ်လပ်လပ်နဲ့လာရောက်ပြီးအသက်ပေးဆက်နေကြတယ်အောင်တွေ့ရတယ်နော်ဒီ A တွေရောအချင်း PDF တွေကော ပမာ PDF တွေကအေယာဝီဘက်က PDF တွေကသူလွတ်လွတ်လပ်လပ်နဲ့ပဲလာရောက်ပြီးတော့အသက်တွေလာပေးနေတာကိုတွေ့ရတယ်။တောင်တော်က drone တွေ missile တွေလက်နက်ကြီးတွေနဲ့ကောင်းကောင်းကျွေးမွေးတုတ်တင်နေတာကိုတော့ကျွန်တော်အခန့်ကျွေးမွေးပေးတာကိုတော့ကျွန်တော်တို့တွေ့နေရတယ်။ကဲအဲ့ဒါဟုတ်ပြီဒီဘက်ဘကိုးဘက်ကိုကျွန်တော်ဆက်မပြောမယ်ဆိုဘကိုးဒီနက်တလင်းတို့ကျွန်တော်ဘကိုးအကြောင်းဆက်သွားလဲမေးတာလို့နော်လိုက်မှာမေးတာလို့ဘကိုးနက်တလင်းဘက်မှာဆိုလို့ရှိရင်ကျွန်တော်မကြီးပင်ရွာရှိတဲ့အဲ့မှာတောင်တော်ကစက်တက်လေဒီပါမော်တာဂျိုင်ကော်ပရာနဲ့တောက်ဆောက်ကျွေးတယ်အဲဗစ်ထုတယ်အဲ့ဒီမှာရှိတဲ့အကြမ်းဖက်တွေအယောက်90ကျော်လောက်ကို ဒဏ်ရာရှိတယ်လို့ကျွန်တော်ကြားသိရတယ်73ရောက်လား74ရောက်လားမေးပွဲချင်းပြီးတယ်လို့ကြားသိရတယ်အဲ့ဒီမှာလည်းเนาะမကြည့်ပြန်ရွာမှာလည်းပဲဒါကအကြမ်းဖက်စခန်းကြီးဖြစ်တယ်အကြမ်းဖက်စခန်းကြီးဖြစ်တဲ့အချိန်မှာအာကဒါကြားသိရတဲ့အချိန်ကပထမတစ်ချိန်နဲ့ချိန်သေးတာเนาะအဲ၃ညင်ကတာပထမတစ်ချိန်မှာကျွန်တော်ကြားတဲ့နောက်နောက်ချိန်ကမသိရသေးဘူးအဲ့တော့ဘယ်လောက်လောက်ဖြစ်နိုင်လဲဆိုတာတော့ခံမှန်းမဲ့ကျွန်တော်တို့ကပြောလို့ရတာ အဲပထမတစ်ချိန်မှာအဲ့လိုဖြစ်တဲ့၃နှစ်ဆက်တိုက်ကင်တာ။နောက်အုပ်ဘူးတို့ဂျိုးပင်ကောက်တို့မင်းလာတို့ဘက်မှာလည်းကျွန်တော်အကြံဖက်ရှိတဲ့ရွာတွေကိုနေမြင့်ရှင်းတယ်။အဲစစ်ကြောင်းထိုးတယ်။အကြံဖက်ရှိတဲ့ရွာတွေကိုတခါတည်းဖြတ်ပြီးရှင်းပြတာကိုကျွန်တော်တို့အဲ့ဒီမှာတွေ့ရှိရတယ်။နော်။နောက်ကျွန်တော်တို့ဒီ နေနေရှင်းနဲ့ဆိုလို့ဆက်ပြောမှာဆိုစနေဘက်ကိုဆက်ပြောမှာစနေတို့ဒီစနေမှာဆိုတနက်ကုံရလာအဲ့ဒီမှာလဲတောင်လာဝင်ရောက်စီးနေတယ်စီးနေပြီးတော့အကြက်ဖက်တွေရှိတဲ့နေရာတွေအိမ်တွေအကုန်ဝင်ရောက်စီးနေတယ်ပြီးဖမ်းစီးတယ်အဲအကြက်ဖက်တွေရရှိတယ်ဒီပကုတ်ကူမကြီးကန်ရွာမှာရှိတဲ့အကြက်ဖက်တွေကိုလည်းပဲဝင်ရောက်စီးနေတယ်ဖမ်းစီးတယ်သူတရင်ရလာရတဲ့နေရာကိုတောက်ချောက်လိုက်ချနေတာကိုကျွန်တော်တို့အနေနဲ့တွေ့ရှိရတယ်နော် ။နောက်ကျွန်တော်တို့ဒီမတရားမတရားငါဒီမတရားငါတောင်းရမှာဆိုလဲပွဲကတယ်။ပွဲကတဲ့အချိန်မှာတမ်းတော်ကကောင်းသလားမမီးနဲ့နော်အဲ့မှာအသေးသေးတော်တော်များများရတာကိုတွေ့တယ်။နောက်ကျွန်တော်ဒီဘက်အသေးရတာကဒီဘက်ကရတယ်လက်နဲ့ရတယ်ပြီးတော့ဗဒတ်တွေကပြန်ဆွဲခေါ်သွားတာရှိတယ်။ဗဒတ်တွေကပလောင်လေးလဲအဲ့နားမှာရောက်နေတာဖြစ်တဲ့တဲ့ပလောင်လေးရောဗဒတ်တွေရောတော်တော်များများအမန္တလေးပြည်ရဲ့ဒီလာမသိပါဘူးတော်တော်များများထိပ်ပြီးတော့ဆွဲခေါ်သွားတာလည်းတွေ့ရတယ်။နှစ်ယောက်သုံးယောက်လောက်ကတော့သူမနိုင်လို့မမီတော့လို့ချတာခဲ့တာကိုကျွန်တော်တွေ့ရတယ်။နောက်နတ်တလင်း နတလင်းဘက်ကိုကျွန်တော်ထပ်ပြောမှာဆိုတောင်ညိုဆယ်ရှိအနီးမှာတောင်ညိုဆယ်အနီးမှာအာဖစ်တူတာတောင်ညိုဆယ်အနီးမှာဖစ်တူကဘယ်လောက်တော့ထုရလဲတော့ကျွန်တော်တော့အလုံးကြီးမရေတွက်နိုင်တော့တည်ရတယ်တောင်ညိုဆယ်နီးမှာရှိပါလေတမောကြည့်တိုင်းလားအဲဖုန်းကြောင်းထဲမှာရှိတဲ့အကြဖက်တွေစကမ်းပုံစံမျိုးလှုပ်ထိုင်နေတဲ့အထက်မှာအကုန်ပြုတ်တာပြောင်ထွက်တော့ရှင်းသွားတာအာတော်တော်ကောင်းတယ်ဘယ်နဲ့လုံးလောက်ချလဲတော့မသိဘူးထန်းတော့ရွာတော့ကြံ့ညို့ရွာတော့မှလည်းကောင်းကောင်းကျွေးတာ ဖြစ်ထူချက်တွေကအခုကတမ်းလောက်ကအာရေးရေးအရင်လုံးမဟုတ်ဘူးနော်မညာတော့ဘူးအချမ်းဘက်ကမညာတော့ဘူးအချမ်းဘက်ရှိပြီဆိုတဲ့ရွာအချမ်းဘက်ရှိပြီဆိုတဲ့နေအိမ်နေအချမ်းဘက်ရှိပြီဆိုတဲ့အတန်ကြတာနဲ့ညာတာတခါမှမတွေ့တော့ဘူးအခုကတော့ကောင်းကောင်းဖြစ်ထူချက်လာအဲ့ဒီမှာလည်းတော်တော်များများအာတည်တယ်လို့ကျွန်တော်ကြားသိရတယ်50လောက်ဖြစ်မှတ်တယ်နဲ့ ဒါလောင်ဒိုင်ရန်ရတဲ့လူတွေလည်းတော်တော်များတယ်ဆိုတော့ကျွန်တော်အနေနဲ့အဲကြားသိရတာကနဲတော့နဲတော့နဲနိုင်တယ်အတီတော့မပြူနိုင်ဘူးနဲတော့နဲတော့တယ်ထင်တယ်။နောက်ကြိုက်ထုတ်ဘက်တွေလည်းဒီကြောက်ဖြားရွာတွေမှာလည်းဖိတ်တွေထုဒီအာဖဒီအခုတလောကတော့ဘုံဘူးလေးရွာဟုံးတလောမမင်းနဲ့ဘုံဘုံဘူးလေးရွာနေတာဘုံဘူးလေးရွာနေတာကောင်းကောင်းချနေတယ်နေရာတိုင်းမှာဘုံဘူးရွာနေအဲ့လိုချတယ်။နောက်ကရင်ပြည်နယ်ဖာဖို့ခရင်မှာဆိုတော့ဒီတက်မအားငါလာပြန်လာလေအေး ဒီတော်တော်တည်တယ်လို့ကျွန်တော်ကြားသိရတယ်နော်ဖာဖို့ခရိုင်ပါလေတမငါညီလေးတော်ကျွန်တော်စီဖုန်းခဏခဏဆက်တာငါကောလောက်တွေ့တယ်ကျွန်တော်လည်းပြန်ခေါ်မယ်ပြန်ခေါ်မယ်ပြန်ခေါ်မယ်နဲ့သတိမိလိုက်အလုံးအားလိုက်ပြန်ခေါ်မယ်သတိမိလိုက်အလုံးအားလိုက်နဲ့အဲတမငါညီလေးတော်ဆိုတာတော်တယ်မှာတိုက်နေတဲ့ကောင်လေးတွေသူတို့အဲပြောချက်လုံးနေမှာကျွန်တော်လည်းဒီဘက်မှာကအရေးကြီးတဲ့ကိစ္စတွေကလည်းများနေတဲ့အခါခေါ်မယ်လို့လည်းလမ်းရင်လည်းအေးဖိပြန်ခေါ်မယ်ပြန်ခေါ်မယ်ပြောပြောပြန်မခေါ်ဘူးဖုန်းနဲ့လည်းအများကြီးရှိတယ်အဲ့လိုရှိတယ် နောက်ဒီအခုမုံမိတ်ဘက်မှာဆိုလဲမုံမိတ်ကပေးနေတဲ့သတင်းပုတ်ဝေးနေတဲ့သူတွေဆိုလဲကျွန်တော်တောက်လျှောက်ဆက်တဲ့ဖုန်းတွေကအများကြီးပဲကျွန်တော်မှလည်းဘယ်သူမှအဲ့လိုပေါ့ဟိုပြန်ပြီးတော့ဟိုအခုအနီတွေပဲအဲတဲ့ဟာပြန်ပြီးတော့ကျွန်တော်မဆက်နိုင်ဘူးပြန်ပြီးတော့မဆက်နိုင်ဘူးမုံမိတ်သတင်းပေးဆိုလို့ရှိရင်၃၅ဟာလောက်ရှိတယ်ခေါ်ကျွန်တော်လုပ်တယ်မှာအအောင်ဖြစ်နေလို့နော်အဲ့တော့သတင်းပေးတဲ့လူလာလဲတောက်လျှောက်များပါတယ်အဲ့မှာအခုတက်မလို့က ိုင်ပြီဆိုတာနဲ့သူတို့ကတောက်လျှောက်ပြောတော့တာပိုင်းကိုအဲ့တော့ပိုင်းကတရေသမားတော့မဟုတ်ဘူးသူတို့ပြောတာလေးပြရှိတာပြရှိလေးမျှဝေပေးတာဖြစ်ပါတယ်တချို့ကြတော့လည်းဒီလိုမျိုးအာကိုအတွေးခေါ်လေးနဲ့တော့နည်းနည်းပြန်ပြီးတော့စဉ်းစားချင်းချင်းပါလို့ပဲပြောချက်ပါတယ်ကျွန်တော်တို့ကလည်းပဲအဲ့ဒီနေရာမှာရှိတာမဟုတ်ဘူးအဲ့ဒီနေရာဆိုကျွန်တော်ဖုန်းဆက်ပြီးပြောတာလေး message ပို့ပေးတာလေး Viber ပို့ပေးတာလေးသူတို့ဟိုချလိုက်ပြီးဆိုချလိုက်ပြီးဆိုတဲ့အကြောင်းတွေပြောပေးတာလေးဒါလေးကြောင့်ကျွန်တော်ပြန်ရှင်းပြပေးတာဖြစ်ပါတယ်နော်နေပြီးတော့မြဝတီဘက်ကိုပြောမှာဆို 6GB ကတော့အင်ဂျင်မြိုင်တော့တက်မှာရရှိပြီးပါတယ် main line ဘက်ကိုနေမြရှင်းနေတဲ့ ချိန်မှာ KLA တွေနဲ့ KVD တွေတော်တော်တေကြတယ်လို့ကျွန်တော်နေနဲ့ကြားသိရတယ်မစ်ဆိုင်းတွေရောဒုံးတွေရောအဲစုံနေပြအဲ့မှာတော်တော်ချတာလက်နက်ကြီးတွေရောမစ်ဆိုင်းတွေရောဒုံးတွေရောအမျိုးကြီးလေလေချောင်းတော့ဒီနေ့ဒလက်ဆိုင်ကက်တာအလောက်တော့မခံဘူးလို့ကျွန်တော်တို့ကြားသိရတယ်အဲ့မှာလည်းတော်တော်တေကြမယ်ထင်တယ်ဘလို့ပိုးစိုးပဆက်ချတယ်အဲ့တော့နော်တက်မလို့ကအခုကကျွန်တော်တို့လုတ်ချင်တဲ့ဆန္ဒမျိုးပေါ်လာတာပေါ့ အဲလူမတော်နဲ့လက်နက်တွေကိုအကုန်ပြစ်ချလိုက်အောင်ဆိုရှင်းသွားပြီဆိုမှအလောင်းဝတ်တောက်ပေးလိုက်ပြီးမြုပ်ပေးလိုက်ဒါတော့ပဲကျွန်တော်တို့လုပ်စေချင်တာအခုကျွန်တော်ဖြစ်စေချင်တဲ့စန္ဒာမျိုးတွေကိုတွေ့နေရတဲ့အတွက်အဲတိန်းဆဲမှုမြန်တာပေါ့နော်တိုက်ပြီးအေးချမ်းမှုမြန်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ကျွန်တော်စကားနဲ့နဲ့ပြန်မြန်မြန်ပြောပေးတာကကျွန်တော်တို့ဟိုညီကောင်မောင်နဲ့တချို့မကာပိုက်တွေနဲ့ကြည်နေရတော့ဟိုပတ်စံကောင်မှာဆိုလို့ကျွန်တော်မြန်မြန်ပြောပေးတာပါနော်အဲ တမျိုးတော့မထင်နဲ့နောက်ဖမောက်ဖကန်းမပြောမယ်ဖကန်းကလည်းပွဲကြီးကားနေတယ်မလန်ကြီးကွားမှလည်းပဲအဲ KIA တွေ KBD တွေတော်တော်များများတည်တာကိုကျွန်တော်တွေ့ရတယ် KIA ကလည်းပဲနေရာတိုင်းမှာအာတော်တော်တည်ကြတယ်ဗျအဝိုင်းဝဘက်ဆိုလည်းဒီလက်မြန်ရွာမှာဆိုလည်းပို့ဆိုပတ်ဆက်ကြတာဟိုကဒုံးနေရောဘုံးနေရောလက်နဲ့ကြီးတွေရောလေရင်တွေရောတောက်ချောက်ကျွေးနေတာအဲလက်မြန်ရွာတော့အလဲကြော်သွားပြီလို့ကျွန်တော်ကြားသိရတာရှိတယ် ်နောက်ဗမော်ဗမော်မှာပွဲကားတဲ့နေရာမှာဗမော်မှာပွဲကားတဲ့နေရာမှာကျွန်တော်နေမင်းရှင်းတဲ့နေရာမှာ GDC ကျောင်းရှိမှာဗျာကျွေးပြီးသားရက်ွက်အတိတ်ရှိမှာအဲ့နေရာမှာလည်းနေမင်းရှင်းတာ KIA အလောင်းတွေရောအာ KPD အလောင်းတွေရောတော်တော်များများကျွန်တော်တို့ရရှိလိုက်တာရှိတယ်လက်နက်တွေလည်းရရှိလိုက်တာရှိတယ်အဲ့မှာနေမင်းရှင်းနေတာနောက်လိုင်းဆောင်လည်းကျွန်တော်ဒီကနေပြီးမှကာမီကာဆိုင်နဲ့ကောင်းကောင်းကျွေးနေတယ်အဲတို့လည်းဒီတခါတော့လူသေးတာဒီကိုကျွန်တော်တွေ့တွေ့ရှိရတယ်เนาะကဲသူတို့ဘက်ကနေပညာရှင်တွေတချို့တည်ကုန်တယ်လို့ကျွန်တော်တို့ကြားသိရတယ် အဲဒီလိုင်းသာလိုင်းသာနေပြကြရှင်နေတချို့တေကုန်တယ်လို့ကြားသေးတယ်တက်မောင်ကနှလုံးသုံးလုံးလောက်မကျွေးနဲ့အလုံး50တရား200 300 400 500တထောင်လောက်ကျွေးအဆင်ပြေမယ်ပြီးတော့တက်မောင်ကကျွေးတဲ့ဒုံးတွေကအာဒီတေယုတ်ကလာတာမဟုတ်တော့ဘဲနဲ့သူတို့မှရှိတဲ့ဂျာမန်တွေလည်းကာဝယ်လို့မရတဲ့ဒုံးတွေဖြစ်နေတော့သူတို့တွေလည်းတော်တော်ကြောက်ရွံ့ထိတ်လန့်နေကြပြီလို့ကျွန်တော်တို့ကြားသိပေးရတယ်အဲဒီဘက်ကလူတွေကနော်တက်မောင်ရဲ့ဒီကာမီကာဆက်ဒုံးဝင်ပြဘာပဲလာလာသူတို့ကပြန်ပြီးဂျာမန်နဲ့ပြစ်လို့မရတဲ့အနေအထားရှိတယ်အဲအဲ့တော့ အဘာတွေနဲ့ပြည့်လဲတော့မသိဘူးဗျသူတို့ကာကွယ်လို့မရဘူးလို့ဖြစ်နေတယ်အလွတ်ကြီးခံရမလို့ဖြစ်တယ်အဲတက်မောင်ကလည်းနေ့တနေ့ကိုအလုံး90နဲ့တရားချမှဆယ်ရဲလောက်ကျွေးလိုက်မှဆိုတော့နည်းနည်းအဆင်ပြေမှထင်တယ်အဲ့လိုက်စာပျော်သွားမှထင်တယ်အဲတော်တော်ကိုယ်ကအဲ့လိုသာဒုဒ္ဒါလေးဒုဒ္ဒါလေးဖြစ်မှာဆိုလို့နော်ကိုကတော့တက်မလို့တော့ဒါသေးဟိုအကျန်းဖက်တော့နာသေးဆိုပြီးဖြစ်သွားအောင်မယ်အဲ့တော့အဲ့ဒါကတော့တက်မလို့လောက်ပါသေးနော်ပြီးတော့ကလေးမျိုးနဲ့ပတ်ဆိုလဲကျွန်တော်တို့ ကလေးမျိုးနဲ့ဆိုကျန်တော်ရာကိုလည်းအခုတက်မလာတိတ်မက်ပြီးသွားပြီလို့ကျွန်တော်ကြားသိရတယ်။စကိုင်းတိုင်းအရာတော်ဘက်မှာဆိုလို့ချင်းတချို့ကြောင့်အာစာသင်ကျောင်းကြီးမှာအဲ့မှာတက်မလာဖိထူချလိုက်တာအာစာသင်ကျောင်းအနီးမှာရှိတဲ့အကျန်းဖက်စကိုင်းပေါ့ဗျာအဲ့မှာတက်မလာဖိထူချလိုက်တာအာအကျန်းဖက်ဒီတော်တော်များများတည်ကြည်ကုန်ကြလိုက်လို့လည်းကျွန်တော်တို့ကြားသိရတယ်တော်တော်သေးကြတယ်အဲ့ငံမှာလည်းနော်စာသင်ကျောင်းရဲ့အနီးလေးမှာရှိတဲ့နှလုံးထုတယ်လို့ပြောတယ်ပထမတစ်လုံးကသူတို့ကအာတည်တယ်အလောက်လာကောက်တယ်ကောက်တဲ့အချိန်ကျတော့မှနောက်တစ်ခေါက်ကြမှာ တာနာတလုံးထပ်ထူတော့နှစ်ခါထူတော့နှစ်ခါအဲပွဲချင်းပြီးတာကိုကျွန်တော်တွေ့ရအခုအရင်တော့ကျွန်တော်ဖြစ်စေခြင်းနဲ့ဟာမျိုးတွေပဲအခုတွေ့တာအဲကျွန်တော်တို့အရင်တော့ဖြစ်စေခြင်းနဲ့ဆန္ဒတွေပဲအခုတက်မလို့ချတာကိုတွေ့ရတာเนาะ အဲ့တော့ဘူလောဘက်မှာရှိတဲ့အကျန်းဖက်တွေရလည်းပဲအဲဒီသူ KL အကျန်းဖက်ဆိုတဲ့ကြိမ်မှာသူပပကဖလို့ခေါ်တယ်ဗျာသူကပကဖပြည်သူကကွယ်တပ်ဖွဲ့ပေါ့ဗျာအဲ့လိုမျိုးခေါ်တဲ့ PDF တွေရပေါ့အဲ့ထဲမှာရှိတဲ့အကြီးကောင်တကောင်နဲ့ KL လေးရတပ်ဖွဲ့မှုအရှင်ရှိတဲ့ကောင်နဲ့စကားများတယ်ရန်ဒီစက်ကြီးကောက်တဲ့နေရာနေမှာပတ်စံကိစ္စနဲ့စကားများတယ်စကားများပြီးရပ်ဖြစ်ကြတဲ့အခြေအနေကြတော့ဒီပကဖဆိုတဲ့အန်ယူလောက်ခံဆိုတဲ့ကောင်တွေဒီကလက်နက်တွေကို KL လေးရဖြုတ်သိမ်းလိုက်ပြီးအကုန်ချုပ်တဲ့ထည့်တာလိုက်တဲ့တွေ့တယ် အဲ့တော့ကျွန်တော်တို့အဲ PDF ကိုထောက်ပံ့ထောက်ခံနေတဲ့သူတွေအကြမ်းဖက်ကိုထောက်ခံနေတဲ့သူတွေတကယ်တမ်းကျတော့ဘာမှမဟုတ်ဘူးလက်နက်ကိုင်အချင်းတော်မှာကျွန်နေပဲဆိုတာသိရှိစေချင်တဲ့ဆန္ဒတစ်ခုနဲ့ကျွန်တော်ဒါကိုပြောပြလိုက်တာဖြစ်ပါတယ်အားလုံးကျမ်းမာစေကြောင်းကိုလည်းကျွန်တော်ဆုမောင်းကောင်းတောင်းပါတယ်အကြမ်းဖက်တွေကအများဆုံးရှင်းနေပြီးတော့မှတိုင်းပြည်အကြမ်းဖက်ကိုကျွန်တော်တို့ကမျှော်လင့်ပါတယ်နော်တစ်ဖက်ကတော့ခိုးကောင်းအောင်ရှာကောင်းအောင်တောင်းကောင်းအောင်စားကောင်းအောင်လုပ်နေတဲ့သူတွေကလည်းစားဝင်အိတ်နိုင်ကြပါစေပြည်သူတွေအသက်တွေကိုချနိုင်ပြီးတော့နော်ဒါလေးပဲကျွန်တော်ပြောချင်ပါတယ်လူသာပြေကြပါစေဗျာ